အားလုံးပဲမြင်ပါပါကျွန်တော်ကတော့ဗီနီစီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးအားလုံးအတွက်၈ရက်၁၂လ2025ကနေ၁၄ရက်၁၂လ2025အတွင်းမှာကြုံလို့ရမယ့်တပတ်စာကံကြမ္မာဟောကင်းကိုကဏ္ဍတစ်ခုရင်းဒီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေအဲတနင်္လာသားသမီးတွေဒီတပတ်ကာလမှာဘယ်လိုကံတရားလေးတွေကြုံတွေ့ရတယ်လဲပေါ့နော်အဲ့တော့တနင်္လာသားသမီးတွေဒီတပတ်ကာလမှာ ငွေကြေးနဲ့ပတ်သက်ပြီးစပြောကျင်လို့ပြောနော်ဒီတစ်ပတ်ကလာကတနင်္လာသာသမီတွေအတွက်အကောင်းဆုံးသောရက်တစ်ပတ်ကလာထဲမှာပါပါတယ်အဲဒီလိုရက်ပိုင်းခြားထဲမှာကံမကောင်းဆိုရင်ဟိုတခြားအချိန်တွေမှာကံမကောင်းတော့ဘူးပဲလောင်းကပြောလို့ရမယ့်အနေထားဖြစ်သွားပြီပေါ့နော်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးအကျိုးရတဲ့ရှိတဲ့သူတွေဒီကလာမှာအကျိုးပြန်တဲ့တောင်းခံမှာပြန်လဲရရှိမယ်ဆိုတဲ့အနေထားလေးကြောင့်တက်တဲ့ gain ရှိပါတယ်တချို့တွေဆိုရင်ကိုကတောင်းတာလုံးဝမရတော့ဘူးသုံးပြီးလို့ထင်တဲ့သူတွေဒီကလာမှာကိုအဆင်ပြေလို့ဆိုပြီးလာပြန်ဆက်လာမျိုးတွေအားစားကြောင်းတက်တယ်နော်ကိုဘကလည်းပြန်ပြီးတောင်းခံကြည့်ပါ ပြီးတော့ကိုမငွေချေးနဲ့ပတ်သက်ပြီးတော့ကြက်တဲနေတဲ့ခက်ခဲနေတဲ့မွန်းကြက်နေတဲ့သူတွေဒီကလာမှာငွေချေးအကူအညီတောင်းမှာကို့အကူအညီဆောက်ရှောက်မှတ်သားပေးမဲ့သူတွေတွေစုံစည်းရတတ်တယ်ငွေထုတ်ပေးမဲ့သူတွေနဲ့စုံစည်းရတတ်တယ်အလုပ်တွေပါလုပ်ချင်တဲ့အရင်နေ့မရှိဘူးဆိုတော့အဲ့လိုမျိုးအကူအညီအချင်ချင်တောင်းမှာကို့ပတ်သက်နေပါလေဆိုက်ထုတ်ပေးမဲ့သူတွေပေါ်ပေါက်လာတဲ့ဂိမ်းထဲမှာပါတဲ့သူကငွေချေးကအမရန်ကန်ကောင်းတဲ့ရက်တစ်ဖက်ကလာတဲ့ကြားရောက်နေတာတွေ့ရပါတယ်တခုတော့ရှိတယ်နောက်ဆက်တဲ့လာလာပါလဲဆိုတော့ငွေချေးကံမှာလက်လာပါပွင့်ပြီးငွေချေးကံ ဝင်နေဆိုတော့လည်းပဲတစ်ဖက်မှာလည်းတရားဝင်တရားပြန်ထွက်တယ်ဆိုတဲ့အနေအထားကြီးကြုံတယ်ပေါ့ဗျာဥပမာလက်သာထုတ်လိုက်တယ်ပေါ့ပတ်စံရတယ်ပြင်ကုံသွားတယ်ပေါ့ပြင်ပြန်ဝင်လာမယ်ပြင်ပြန်ထွက်မယ်အဲ့လိုပတ်ချပါတော့လည်နေတဲ့အနေအထားကြီးဖြစ်တဲ့ဂိမ်းထဲမှာသွားပါတယ်အဲ့တော့ပတ်စံမမြဲဘူးဖြစ်တယ်ပေါ့အမြဲချင်းလည်းဆိုရင်မလုပ်ကြမလဲတဲ့လွယ်ပါတယ်မြဲချင်းလည်းဆိုတော့ရတဲ့ပတ်စံလေးတွေကိုဆရာတို့လူထားလိုက်ရင်ကုသိုလ်ရပါတယ်စရပါအဲ့တော့ရတဲ့ပတ်စံကိုရွှေတဲ့ပစ္စည်းတွေပါလို့လုပ်လို့ရတယ် ချောင်းတွေပါတွေဝယ်မယ်ကားတွေပါတွေဝယ်မယ်လယ်တွေပါတွေဝယ်မယ်အဲ့လိုအဖို့တန်တဲ့ပစ္စည်းတွေအဖတ်တင်တဲ့ဟာတွေကိုလှုပ်ထားမယ်ဆိုရင်ပို့ပြီးကောင်းပါတယ်ပဲနော်ပြီးတော့ကိုပိုင်စီးပွားရေးအနေနဲ့အဲလှုပ်တဲ့သူတွေဆိုရင်ဒီကလာမှာကားလုံငန်းလှုပ်တဲ့သူတွေနော်ကားအယောင်းဝယ်တွေပါလှုပ်ဒီကလာမှာအကျိုးမြတ်များစွာရရှိတတ်တဲ့အယောင်းဝယ်တော်တော်လေးတွေဖြစ်လာလိမ့်မယ်ချန်တွေပါတွေအယောင်းဝယ်လှုပ်တဲ့သူတွေအိမ်အယောင်းဝယ်လှုပ်တဲ့သူတွေအရန်ကောင်းတာပေါ့နော်အယောင်းဝယ်လေးတွေတော်တော်လေးဖြစ်မယ်ပြီးတော့အရွှေလုံငန်းတွေပါရင်းနှီးမြှုပ်နှံတဲ့ကိစ္စတွေကနေကောင်းကျိုးချမ်းသာလေးတွေရရှိပိုင်ဆိုင်တတ်တဲ့ ရေကဆက်တွေထောင်တာရေခဲဆက်တွေလောက်တာနော်ငပိငချောင်းဘုဇင်ကြောင့်လောက်ဖက်ကြောက်တွေရအစားပေါ့ရောင်းဝယ်ဖောက်ကားလို့ရတယ်ဘာလို့လို့လို့မှမသိဘူးဆိုလို့ရှိရင်အနည်းဆုံး900တိုင်ပဲစားဖွင့်အောင်အကျိုးပေးတဲ့ကာလတည်းကြာနေတာဖြစ်တဲ့အတွက်ကိုဘကရေဝင်းလောက်ပါတခြားပေါ့ကန်ဒီယာကိုနောက်ကိုလိုက်လာပါလိမ့်မယ်ကနော်ပြီးတော့ဒီကလာမှာဝင်ရနေတာဖြစ်ခဲ့မယ်ဆိုရင်အလောက်ကင်နေရာထိုင်ခင်းအပြောင်းလဲဖြစ်တဲ့ game ထဲမှာပါတယ်အဲ့ဒီအတွက်လည်းပြင်ဆင်ထားသင့်တယ်ပေါ့နော်တချို့ကတော့လက်ရှိလောက်ကမှာလက်ရှိအလောက်မှာအထက်လူကြီးရဲ့ဖိအားပေးမှုတွေလောက်ပေါ့ကင်ဘက်တွေနဲ့သဘောထားမတိုက်ဆိုင်မှုတွေကြောင့်ရတဲ့ game ရှိတယ် ထွက်လို့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 ဆိုတဲ့အနေအထားလေးတွေကြုံရတတ်တယ်။တချို့ကတော့လက်ရှိဒီနိုင်ငံနဲ့တခြားနိုင်ငံတခုကိုပြောင်းရွှေ့ရတတ်တဲ့ gain ရှိတယ်။ဆိုတော့ခါအဲမြန်မာပြည်ကနေပေါ့နော်တခြားနိုင်ငံတခုကိုသွားရတတ်တဲ့ gain ရှိတော့ပြည်ပထွက်ပြီးအလုပ်လုပ်ချင်တဲ့သူတွေဆိုရင်ဒီကလာမှာအရန်ဝန်းသားဖို့ကောင်းတယ်သွားရတတ်တဲ့ gain ရှိတယ်။ပြည်ပရောက်ပြီးတော့မှလက်ရှိလို့အစင်မပြေလို့ဆိုပြီးထွက်လိုက်တဲ့သူတွေကနောက်လို့တခုရှာတဲ့ခါမှာရတော့ရမယ်။အချိန်တွေဟနေတာမျိုးတွေဖြစ်တတ်တယ်။အဲ့ဒီလိုလေဆိုရင်များဥပမာပါစင်ကာပူလိုနိုင်ငံမျိုးနိုင်ငံမျိုးပေါ့နော်အလုပ်ရှာတဲ့အလွယ်တကူမရဘူးအဲမရတဲ့အခါမှာ အဲ့ဒီငါမှာဆက်နေလို့အဆင်မပြေတော့တခြားနိုင်ငံတခုကိုခဏကူပြောင်းပေးရတယ်အဲ့ကနေမှတခြားအဓိကကိုဒီနိုင်ငံကိုပြန်ပြီးပြန်ရှောင်းအဲ့လိုပုံစံကြီးကြီးမားမားအပြောင်းလဲပေါ့ကိုနိုင်ငံသွားလိုက်ဒီနိုင်ငံသွားလိုက်အဲ့လိုအပြောင်းလဲဖြစ်တဲ့ဂိမ်းတွေမှာပါပါတယ်တခြားကတော့ကိုယ့်ရဲ့အိမ်နေပါလေပြင်လာစင်လာဆောက်တာမျိုးအစ်စ်ပြန်ပြီးဆောက်တာမျိုးဒါမျိုးတွေဖြစ်တဲ့ဂိမ်းရှိတယ်အဲ့တော့ဝန်ထမ်းတွေကတော့အရင်အားကောင်းတဲ့ထဲမှာမပါဘူးအထောက်အောက်ကြားလဲညက်ပြီးတော့ဖိအားပေးမှုလေးတွေနဲ့အပြောင်းရှိတယ်မှာပါပါတယ်အဲ့လွတ်လွတ်လပ်လပ်သူတွေကတော့နိုင်ငံသားသွားတတ်တဲ့ဂိမ်းရှိတော့ဝမ်းသာဖို့ကောင်းတယ်နော်အဲ့တော့သွားပါအဆင်ပြေပါတယ် ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်တော့တရင်းလာသားသမီးတွေကျမ်းမာရေးအညံ့လေးတွေရှိပါတယ်ဂယုဆိုင်ပါအသက်ရှူမဝတာရင်းနေပါလေကြက်တာအဆုတ်ရောင်တာအဆုတ်အေးပတ်တာနော်ချောင်းတဟိုးဆိုတာဒါမျိုးတွေဖြစ်လာတတ်တယ်အစာမဆေးမဖြစ်တာလေးတွေစီအဆုတ်အစာရင်းနဲ့ပတ်သက်တဲ့ရောဂါတွေပိုပြီးဖြစ်တယ်မျက်စိတွေကိုက်နေတာမျက်ရည်တွေကိုက်ပြီးတော့ညဘက်တွေအိတ်မပြောပဲခန္ဓာကိုယ်မှာဖြစ်တဲ့ကျမ်းမာရေးထက်စိတ်မှာဖြစ်တဲ့ကျမ်းမာရေးနည်းနည်းလေးပိုဆိုးတာပေါ့အလေလိုက်ရှင်တဲ့စိတ်တွေတနည်းအားသွားကျင်လာခြင်းပြောင်းရွှေ့ကျင်တဲ့စိတ်တွေတအားပေါ်တယ် တခါကျရင်ငိုချင်းတလူလိုရည်ရင်တလူလိုဖြစ်လာတာမျိုးတွေကအစားပေါ့နော်အဲအဲ့လိုစိတ်မျိုးတွေကအစားဖြစ်လာတဲ့ကိစ္စတွေရှိတော့ဂယူဆိုင်မယ်မဒီကုတ်မျိုးလူများတွေမှာစုံပြောင်းနေလောက်ထားသလားဆိုတော့အတွေ့အတွေ့လေးတွေလောင်းဝင်တဲ့အဲစိတ်မျိုးတွေဝင်မိတဲ့တဲ့ဒီကရမှာဖျားရှိကလို့ဩဃတာလို့ကြွတဲ့အချိန်စိတ်ကတခြားရောက်နေတာမျိုးတွေဖြစ်တဲ့ကိစ္စရှိတော့အဲစိတ်နဲ့ပတ်သက်တဲ့ယောဂတွေကိုတော်တော်လေးဂယူဆိုင်ကမယ်အမျိုးသားတွေဒီကရမှာငွေချိတ်ကန်လေးတွေရတယ်ကောင်းမယ်အဆင်ပြေတယ်အဲမှာစိတ်ခံစားချက်တွေကိုမထိန်ချုံနိုင်တဲ့အခါမှာအပေါင်းအသင်းတွေမာပြီးတော့တောက်စားပြော်ပါမူးချစ်ရန်ကားတာတွေ မူရစီဝါသုံးဆွဲမိတာတွေဖြစ်ပြီးတော့အထောက်အောင်ထောင်တန်းကြတာမျိုးတွေဖြစ်တဲ့အမားရင်းဖြစ်တဲ့အဲဒါအပြင်အချစ်အိမ်အောင်နဲ့ပတ်သက်လို့ရှိရင်တနင်္လာသားသမီးတွေချစ်သူအိမ်အောင်ဘက်ကဖြစ်စီကိုကိုတိုင်းကဖြစ်စီဂျားအနောက်ရှက်ဝင်ပြီးတော့အိမ်အောင်ကြီးကွဲတာချစ်သူနဲ့ကွဲတာပြတ်တာကွဲလို့လူပြတ်လို့လူနဲ့အရှက်တကွဲအကျုံနဲ့ဖြစ်တဲ့ game ပါတယ်တစ်ခါမှငွေကြေးစီးပွားလောက်လာပါအစဉ်ပြိုင်မဲ့ game တွေမှာပါတော်လဲပဲအချစ်အိမ်အောင်ကြီးမှာတော့အညံ့အခိုင်ရှိနေပါတယ်တချို့လွတ်လပ်တဲ့သူတွေဆိုရင်ဒီကနေ့မှချစ်သူအသက်ရတယ်ပေါ့ ရတဲ့ချစ်သူကလူပြူအပြုံမဟုတ်ဘဲနဲ့တူလိုတလောင်ဝင်ဖြစ်နေတဲ့ချစ်သူရှိတဲ့သူအိမ်အောင်ရှိတဲ့တူလိုတလောင်အံမျိုးတွေနဲ့သွားကြုံရတာတွေဖြစ်တဲ့တချို့ကဒီကာလမှာရုပ်တရက်မမြုံလို့ပဲနဲ့အိမ်အောင်တွေဘာတွေကြက်တက်တဲ့ခင်ရှိတယ်ကြိုင်ကောင်းလာမင်းမကောင်းဘူးပေါ့နားလည်းမူနဲ့လစ်ပင်တွေကသာနေလာရတဲ့အိမ်အောင်ကြီးမျိုးခိုးရလိုက်ပြလိုက်ရတဲ့အိမ်အောင်ကြီးဆွေမျိုးကြီးကမောင်နှမတွေကစန့်ကျင်ကန့်ကွက်မှုတွေသဘောမတူမှုတွေဂျားတွေကနေကြတဲ့အိမ်အောင်ကြီးပဲဖြစ်တဲ့ခင်ရှိတော့အထူးသတိထားပါအချက်တကွဲအကျိုးနဲ့ဖြစ်တတ်ပါတယ်ပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ် အင်္ဂါအတောက်ကြတနင်္ဂနွေအဲ့ဒီနေ့နေ့ကိုအကြောင်းပြုပြီးစိတ်ဆင်းရဲကိုဆင်းရဲဖြစ်သွားတာမျိုးတွေကြုံရတတ်ပါတယ်ဘယူအထူးစိုက်ပေးပါပြည်ညာရင်းနဲ့ပတ်သက်လို့ရှိရင်တော့ဒီကလမှာတနင်္လာသားသမီးတွေအတက်နိုင်ဆုံးတော့ကိုဘကဝရိယအားလေးထားပြီးကြိုးစားပေးပါတစ်ဖက်မှာအကျိုးစီးပွားရှာလို့ကောင်းတယ်ဆိုတော့လည်းတစ်ဖက်မှာတော့ပြည်ညာဤကံအားနည်းတယ်ပေါ့နော်စာချက်ရှင်သိမရှိတာလေးတွေစာချက်တို့မလွယ်တာလေးတွေအလွယ်တကူမေ့တာမျိုးလေးတွေအိတ်ချင်လို့ဖြစ်သွားတာလေးတွေကြုံရတတ်တဲ့ gain ရှိလို့ပါအရေးကြီးတဲ့စာအစာလေးပျောက်တာရှာတာလေးတွေအစားအစာလေးလုတ်ဖို့ ခက်ခဲကြံ့ကြာနေတာမျိုးလေးတွေဖြစ်တဲ့ကိန်းရှိပါတယ်။စာချုပ်ဌာနတွေမှာအလွယ်တကူလက်မှတ်ထိုးခြင်းလုံးဝမလုပ်ပါနဲ့။နောက်ရရအနေထားလေးတွေပေါ်ပေါက်လာပါလိမ့်မယ်။ဒီချုပ်လေးဆိုရင်အိမ်တော်လေးနဲ့ပတ်သက်ပြီးတော့ဘလို့မှမခံနိုင်လို့ဆိုပြီးကွန်ရှင်းစာချုပ်မှာလက်မှတ်ထိုးတယ်။ဘာမှမဟုတ်တဲ့ပြဿနာလေးကိုဖြစ်တယ်ပေါ့နော်။ပြီးတော့မှနောက်နောက်တွေရတဲ့အခါမှာပြန်ပြီးတော့အဆင်မပြေတော့ဘူးဆိုတဲ့ကိန်း။ဒီချက်တွေကတော့လူများကိစ္စတွေအမှန်ငလိုက်လို့ဆိုပြီးတော့ကိုကအဲပြန်ပြီးတော့အမှုခင်ဖြစ်တာမျိုးဒါမျိုးတွေအစားကြုံရတဲ့အတွက်စာရုပ်စာနယ်မှာလက်မှတ်ထိုးခြင်းကိုဒီကာလမှာအတက်နိုင်ဆုံးရှောင်ရှားပေးပါ ဒီဒီမာလာရှိရ9ရက်10ရက်17ရက်12ရက်13ရက်အဲ့ရတောင်းရှာအောင်မရံကံကောင်းတယ်ဗျပြိပနိုင်ငံခီးသွားတဲ့ဂိမ်းလေးတွေရှိတယ်လူလူတို့တွေနော်အိမ်အောင်ကြားရတဲ့အနေထားတွေရှိတယ်စတီဝါလက်လာပါတက်တယ်တာယီတာသမီးယရနာတွေရရှိပိုင်ဆိုင်တာမျိုးတွေဖြစ်တတ်တယ်အလုတ်တဲ့နေရာတဲ့အိုးတဲ့အိမ်တဲ့ရရှိပိုင်ဆိုင်တာလေးတွေလောင်းဖြစ်တတ်တဲ့ဂိမ်းရှိပြီးတမိုးရှိတဲ့ရွှေငွေယရနာတွေဝင်တဲ့ဂိမ်းတွေမှာပါပါတယ်ဒီဒီမာလာ14ရက်မှာတော့အညံ့လေးတွေရှိတယ်အိမ်တွင်းရလို့ခေါ်တဲ့ပဋိပက္ခပြဿနာလေးတွေဖြစ်တတ်တယ် ောက်လက်ငယ်သားတန်တမီဆွေမျိုးကြီးကိုဝန်တော်တွေစန့်ကျင်တော်လှန်တိုက်ခိုက်တာမိသားစုတွေနဲ့အဆင်မပြေတာလင်မယားချင်းရံဖြစ်တာအဒါမျိုးတွေအားစားကြုံရပြီးတော့လူရင်းလူယုံနောက်ကျော်ဒါနဲ့ထူထပ်တဲ့ဂိမ်းတွေရှိတော့ဂိယုတစ်ချက်စိုက်ပြီးပေါ့နော်အဲ့တော့ကန်ရီးယားရဲ့ထောက်ပံ့မှုအပြည့်အဝရအောင်အဖြူရောင်လိန်မော်ရောင်အဝါရောင်ကြက်တရောင်တို့ကိုအဲမိမိတို့တို့အရေးပါတဲ့လုပ်ငန်းဆောင်တာတွေလုပ်ဆောင်တဲ့အခါမှာတုံဆွဲဝတ်ဆင်ပေးပါဒါအပြင်ကြောက်ဖိန်ပန်းဂရမပန်းကြာပန်းဂန်းကောင်ညွန့်အဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုယ်တော်ဖျားမှာဖျားပန်းကတာဖြစ်စေ နေအခါနေမှာအလတ်ပေါင်းထိုးတဲ့နေရာမှာပဲဖြစ်စီပြုတ်လို့သုံးဆွဲပေးပါအဲ့တော့ဒေါနလာသားသမီးကျွန်တော်မိတ်ဆွေတွေကြုံရတဲ့အညံ့လေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းအောင်ရရရလေးခြေချရအောင်ရရရနေနဲ့ဘာလို့ကမလဲတဲ့ကြီးနဲ့လောက်တဲ့ခေါင်းဆောင်လေးတို့တော့မှကိုယ့်ရဲ့နာမည်နဲ့နာမည်ကောင်းမှုဆိုတဲ့စာလေးရေးထိုးပြီးတော့နော်အဲကိုယ့်ရဲ့နေလို့ခေါ်တဲ့တနင်္လာနေ့မနေ့6နိုင်ရင်အဲအဲ့ဒါမှမရလို့ရတဲ့နေ့ပေါ့နော်ကိုနေကိုယ့်ရဲ့တောက်ကတော့အကောင်းဆုံးပေါ့နော်အဲ့မှာအမြင့်တနင်္လာနေ့မှာတော့ရောက်ချိတ်ဆွဲလူတန်းပြလိုက်ပါ လေရလို့ခေါင်းလုံးလေးရကလင်ကလင်ကလင်မိတာနဲ့အမျှကိုယ့်ရဲ့ငွေကြေးစီးပွားလက်လာပါလေးဒီပို့တိုးတက်လာလိမ့်မယ်။အိမ်မှာမသုံးတော့တဲ့ဆေးဆောင်အဟောင်းအဆုတ်ပြက်တွေတက်တန်းလို့လည်းဆေးဝါးကက်တွေဒီကိုရှာဖွေပြီးအမြန်ဆုံးဆွတ်လိုက်ပါလိုက်ပါ။အညာနဲ့กินပြီးတော့ကောင်းတဲ့ကံတွေအေကံမုတ်ချပိုကောင်းတော့ပါလိမ့်မယ်။အဲတနင်္လာသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုမွန်ကောင်းတောင်းပေးပါတယ်။